ထွမြောက်ရခြင်းအခန်းကြီး32မောရှိသည်တောင်ပေါ်မှာကြာမြင့်စွာ ရှိနေကြောင်းကိုလူများတို့သည်သိမြင်သော အခါအာယုန်ထံသို့စီးဝေးကြ၏ထပါငါတို့ရှေ့မှာတွားရသောဖျားတို့ကိုငါတို့အဖို့လှုပ်ပါငါတို့ကိုအေဂုတ်တို့ပြည်မှနှုတ်ဆောင်သောထိုမောရှိ၌အဘဲ့တို့ဖြစ်သည်ကိုငါတို့မသိပါဟု ပြောဆိုကြ၏အာယုန်ကလည်းတင်တို့မယား တာသမီများဤနား၌ဆင်သောရွှေနှောင်းများကိုချွတ်၍ငါထံသို့ဆောင်ခဲ့ကြဟုဆိုလင်လူအပေါင်းတို့သည်မိမိတို့နား၌ဆင်သော ရွှေနှောင်းများကိုချွတ်၍အာယုံထံသို့ဆောင်ခဲ့ကြ၏အာယုံဒီလေလက်ခံ၍နွားတငယ်ရုပ်ပုံတဒံကိုကညစ်နဲ့ရေးထားပြီးလေတွန်းလေလူများတို့ကလည်းအိုး ဤတီလအမျိုးဤဖျားသည်တင်တို့အေကုတ်တို့ပြေမှနှုတ်ဆောင်သောတင်ဤဖျားဖြစ်တော်မူသည်ဟု ဆိုကြ၏အာယုန်သည်ထိုအမှုကိုသိမြင်လေရုတ်ထုရှိမှရစ်ပလင်ကိုတည်၍နက်ဖြန်နေသည်ထာဝရဖျားအဖို့ပွဲခံရသောနေ့ဖြစ်သည်ဟုတက်ကိုလေ၍ကြော်ညာစေ၏ နက်ဖြန်နက်နက်စောစောလူတို့သည်ထ၍မိရှုရရစ်မိတ္တဟာယရစ်တို့ကိုပူဇော်ပြီးမှစားတောက်လက်ထိုင်နေကြ၏နောက်တဖန်ကခုံမြူထူခြင်းငှထကြ၏ထာဝရဘုရားကလည်းတင်းတင်းဆင်းသွားလောအေဂုတ်တို့ပြည်မှတင်းနှုတ်ဆောင်ခဲ့သောတင်းဤလူတို့သည်ဖောက်ပြန်ကြပြီ ငါမှားထားသောလမ်းမှအလင်းအမြန်လွဲသွား၏နွားတငယ်ရုပ်ကိုတွန်းပြီးလေအိုဤတေလာအမျိုးဤဖျားသည်တင့်ကိုအေဂုတ်ုပြီမှနှုတ်ဆောင်ခဲ့သောဖျားဖြစ်တော်မူ၏ဟုဆိုလျက်ရုတ်ထုရှိမှရစ်ပူသောကိုးကွယ်ကြပြီးဟု၍၎င်းဤလူမျိုးကိုငါကြည့်မြင်ပြီလေပင်ခိုင်မာသောအမျိုးဖြစ်၏တုတ်ဖြစ်၍ ငါကိုရှိစီတော့ငါသည်အမျက်ပြင်းစွာထွက်၍သူတို့ကိုဖျက်ဆီးမိတင့်ကိုကကြီးသောအမျိုးဖြစ်စီမိဟု၍၎င်းမောရှိအားမိန်တော်မူ၏မောရှိကလည်းအိုထာဝရဖျားကိုတော်သည်မဟာတကူအားကြီးသောလက်နှင့်အေဂုတ်တို့ပြည်မှနှုတ်ဆောင်ခဲ့သောကိုတော်၏လူတို့ကိုအဘဲကြောင့်အမျက်ပြင်းစွာ ထွက်တော်မူသည်နီအေဂုတ်တို့လူတို့ကလည်းဘုရားသခင်သည်မကောင်းသော အကြံရှိသည်ဖြင့်သူတို့ကိုတောတောင်များ၌တိုက်၍မြေကြီးပေါ်ကတုတ်တင်ပယ်ရှင်းခြင်းအလို့မှနှုတ်ဆောင်လေသည်ဟုအဘဲကြောင့်ဆိုဖွယ်အကြောင်းရှိရပါမည်နီတင်းစွာသော အမျက်တော်ကိုပယ်တော်မူပါကိုရောဤလူတို့၌ဤတော့ အပြစ်ပေးမိအကြံကို နောင်တရတော်မူပါ ကိုရောကတင်တို့အမျိုးအနွယ်ကို ကောင်းကင်ကျယ်ခဲ့သောငါများပြားစီငါပြောခဲ့သောဤမည်ရှိသည်မြကိုတင်တို့အမျိုးအနွယ်အားငါပေးသည်ဖြင့်သူတို့သည်အစဉ်အမြဲအမွေခံရကြလိမ့်မည်ဟုကိုကိုကို တိုင်တည့်၍ကျင်းဆူတော်မူသောစကားကိုခံခဲ့ပြီးသော ကိုရောဣကျွန်အာဗရာဟံဣဇေဣတိလာတုကိုအောင်းမိတော်မူပါဟုမိမိဖယားသခင်ထာဝရဖျားရှေ့တော်၌တောင်းပန်လေ၏ထာဝရဖျားသည်မိမိလူတို့အားအပြစ်ပေးမိအကြံကို နောင်တရတော်မူ၏မောရှိသည်တတ္တိခံချက်ကြောက်ပြားနှစ်ပြားကိုကန်ယူလှဲ့၍တောင်ပေါ်ကဆင်းသွားလေ၏ ထိုကြောက်ပြားနှစ်ပြား၌အခေယာတင်လက်ရှိထိုကြောက်ပြားတို့သည်ဖယားသခင်ဖန်ဆင်းတော်မူသောကြောက်ပြားစာဒီလေဖယားသခင်အခေယာတင်တော်မူသောစာဖြစ်သည် လူများကြွေးကြော်တန်ကိုယောရှုသည်ကြားနှင့်တန်၌စစ်တိုက်တန်ကိုကြားပါသည်ဟု မောရှေအားဆို၏မောရှေကလည်း ငါကြားသောအတန်ဒီအောင်ကျွေးကြော်တန်မဟုတ်ရှုံး၍ငိုကျွေးတန်လည်းမဟုတ်တချင်းဆူတန်ဖြစ်သည်ဟုပြန်ပြော၏တက်အနီးတို့ရောက်သောအခါနွားတငယ်ကို၎င်းကခုံချင်းကို၎င်းမြင်လျမောရှိသည် အမျက်ထက်သည်ဖြစ်ကြောက်ပြားတို့ကိုချ၍တောင်ချီရင်းနဲ့ချိုးဖဲ့၏သူတို့လုတ်တော့ နွားတငယ်ကိုလည်းယူ၍အရေးကြိုညက်ညက်ခြေပြီးမှ ရေပေါ်မှာဖြူး၍ဤတီလာ အမျိုးသားတို့ကိုတောက်စီအာယုံကိုလည်းခေါ်၍တင်းဒီသူတို့၌ဤမြလောက်ကြီးသောအပြစ်ကို ရောက်စေခြင်းကသူတို့သည်တင့်၌အဘက်တော်ပြုတ်တည်းနီးဟု မေးလင်အာယုံကတခင်အမျက်မထွက်ပါနဲ့ ဤလူတို့သည်မကောင်းသော အကြံရှိကြောင်းကို ကိုတော်သိပါ၏သူတို့ကလည်းငါတို့ရှေ့မှတွားရသောဖျားတို့ကိုငါတို့အဖို့လောက်ပါငါတို့ကိုအဲဂုတ်တို့ပြေမှနှုတ်ဆောင်ခဲ့တော်သူထိုမောရှိ၌အဘဲ့တော့ဖြစ်ဒီကိုငါတို့မသိပါဟုအကျွန်ုပ်အားပြောဆိုကြလင်အကျွန်ုပ်က ရွှေရှိတော်သူသည်ချွတ်စေဟု ဆိုသည်နှင့်အညီ သူတို့ပေးသောရွှေကိုအကျွန်ုပ်သည်မိထဲ၌ထည့်လင်ဤနွားတငယ်ထွက်လာပါသည်ဟု ပြန်ပြော၏ထိုတော့အာယုန်သည် လူများကိုရန်သူတို့ရှေ့မှောက်၌အဝိတ္တဇာကိုချွတ်စေသည် ဖြစ်၍အဝိတ္တဇာအချင်းစီရှိကြအကြောင်းကို မောရှိမြင်သောအခါတက်တကားဝမှရက်လက် ခြောက်ရဖျားဘက်နဲ့အဘဲသူနေတနီငါထန်တော့လာစေဟုဆိုလင် လေဝိအမျိုးသားအပေါင်းတို့သည်သူထန်နဲ့စီဝေးကြမောရှိကလည်းလူတိုင်းဓာလွယ်လက်တက်တမျက်နာတကားမှတမျက်နာတကားတိုင်အောင် ထုတ်ချင်းခတ်သွား၍အတီးတီမိမိညီအကိုမိမိအပေါင်းအဖော် မိမိအိမ်နီးချင်းကိုတတ်စေဟုဣတေလအမျိုးဤဖယားသခင်ထာဝရဖျားအမိန်ရှိတော်မူသည်ဟုမောရှိ စီရင်သည့်အတိုင်းလေဝိအမျိုးသားတို့သည် ပြုတ်၍ထုံနေ၌လူ3000လောက်တေကြ၏တပံမောရှိကထာဝရဘုရားသည်ယနေ့ကောင်းကြီးပေးတော်မူစေခြင်းကတင်တို့သည်အတီတီကိုတာ ကို့ညီအကိုကိုထိခိုက်သောအဖြစ်တင်တို့သည်ယနေ့ကို့ကိုချီးမြောက်ကြပြီဟု ဆိုလေ။နက်ဖြန်နေ့လေ၌တင်တို့ပြမသော အပြစ်ကြီးလှ၏။ယခုမှထာဝရဘုရားထံတော်သို့ငါတက်သွား၍တင်တို့အပြစ်ဖြေနိုင်လေဖြေစေခြင်းက ပြုမိဟု မောရှိသည် လူများတို့အားဆိုပြီးမှ ထာဝရဘုရားထံတော်သို့ပြန်သွား၍အိုးဖယားသခင်ဤလူတို့သည်ပြစ်မှားသောအပြစ်ကြီးလာပါမိမိတို့အဖို့ရွှေဖယားကိုလှုပ်ပါပြီသို့တော်လေသူတို့အပြစ်ကိုလွတ်ချင်းကအလိုတော်ရှိလင်လွတ်တော်မူပါသို့မဟုတ်ကိုရောစီရင်တော်မူသောစည်ရင်၌အကျွန်ုပ်နာမကိုခြေတော်မူပါ အကျွန်ုပ်တောင်းပန်ပါ၏ဟုရှောက်လေသာရဖျားကအကျဉ်တူသည်ငါကိုပြမ၏ထိုသူ၏နာမကိုငါစည်ရင်၌ငါချေမိတို့ဖြစ်၍ငါမှားထားသောအရက်တော်သူတို့ကိုယခုသွား၍ပို့ဆောင်သောငါတမန်သည်တင့်ရှိမှသွားလိမ့်မည်တို့တော်လဲငါသည် အကြည့်အရှုကြွလာသောအခါသူတို့နဲ့အပြစ်ပေးလက်ကြွလာမည်ဟု မိန့်တော်မူ၏အာယုန်နဲ့လူများတို့သည်နွားတငယ်ကိုလှုပ်ကြသောကြောင့်သူတို့ကိုဒဏ်ခတ်တော်မူ၏